လူအများစုကဒီခိုးခြင်းဆိုတဲ့စကားလုံးပေါ့နော်အချိန်ပေါင်းများစွာကြားဘူးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတာကလူအများစုကဒီခိုးခြင်းဆိုတဲ့စကားလုံးကိုတိတိကျကျသဘောမပေါက်ကြသေးပဲနဲ့နားလည်မှုထင်မြင်မှုတွေလွဲမှားနေကြတော့မယ်မင်္ဂလာပါကျွန်တော်နာမည်ဟန်ဒရစ်ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ International Coaching Federation လို့ခေါ်တဲ့ ICF Accredited Training ကနေဆက်ရောက်ခဲ့ပြီးတော့ပေါ့နော်ဒီခိုးခြင်းဆိုတဲ့အဥ္စာကဘာလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးခြင်းပါတယ် ဒီ coaching ဆိုတဲ့အရာကိုပေါ့နော်လူတော်တော်များများကဒီအတိုင်းမင်ကန် consulting နဲ့အမြဲတမ်းနားလည်မှုလွှဲနေကြတယ်အဲတကယ်တော့ तू ကဘေးနားကနေအကြံဉာဏ်ပေးတာမျိုးအဖြေတွေပေးနေတာမျိုးလုံးဝမဟုတ်ပါဘူးအဲပြီးတော့ तू ကနောက်ပြီးကျတော့ဒီ therapy တွေ consulting တွေ mentoring တွေနဲ့လည်းလုံးဝမဆိုင်ဘူးပေါ့နော်ရောမတွေ့လိုက်ပါနဲ့ဥပမာပြောမယ်ဆိုရင် consulting အတိုင်းမင်ကန်ကကျတော့ तू ကဒီလုပ်ငန်းခွင်မှာဆိုရင်တည်ထောင်တာတစ်ခုရှိလာပြီဆိုရင်အဖြေတိုင်းတန်ပေးလိုက်တာမျိုး solution ပဲတာမျိုး therapy တွေကကြတော့မိမိအတိတ်ကမှဖြစ်ခဲ့တဲ့ဒီအရာတွေကိုပြန်လဲကုစားပြီးတာမျိုးဒီ mentoring ကကြတော့ဒီသူတို့ဖျက်လျှောက်ခဲ့တဲ့လမ်းကိုဒီ blueprint အနေနဲ့တိုင်းရိုက်ပြန်ပြီးတော့မှမျှဝေပေးတာမျိုးပေါ့နော်အဲဆိုတော့ဒီ coaching ကကြတော့သူတို့ ਨੇ လုံးဝမဆိုင်ပါဘူးသူတို့ ਨੇ သူတီးခြားရှိနေတာပါ coaching ရဲ့အခန်းကဏ္ဍဘာလဲပေါ့နော် coaching ရဲ့သူ့ရဲ့အဓိက role ပေါ့သူ့ရဲ့တာဝန်ကဒီတင်းရဲ့လမ်းကိုတင်းကိုယ်တိုင်ရှာဖွေတွေးရှိအောင်ကျွန်တော်တို့ဘေးနားနေ question တွေမေးပြီးတော့မှ supporting လုပ်ပေးတဲ့ဟာမျိုးပဲဖြစ်ပါတယ်။ဘယ်လိုမျိုး question တွေမေးရလဲဆိုရင်ဒီ powerful question လို့ကျွန်တော်တို့ခေါ်ကြရပါတော့ဒီ coaching ထဲမှာ okay so powerful question ဆိုတဲ့ဥစ္စာကပါလဲ so powerful question ဆိုတာကလေပြောမယ်ဆိုရင်ဒီ main ဆွေကအခုလက်ရှိရှိနေတဲ့ကိစ္စပြဿနာတခုခုပေါ့နော်အရှင်ကကျွန်တော်တို့မသေးတော့ခဲ့ဘူးတဲ့စူတော်ကနေမစင်းစားခဲ့ဘူးတဲ့စူတော်ကနေစဉ်းစားတက်လာအောင်ကျွန်တော်တို့ coach တွေကမေးရတဲ့ဒီ question တွေပဲဖြစ်ပါတယ် ဒီ coaching ဆိုတဲ့ဒီ definition ပေါ့နော်မြန်မာလိုကျွန်တော်တို့ဒိုင်းရိုက်သင်ရမယ်ဆိုရင်ဒီလူတယောက်ရဲ့ပုံကိုရေး personal အရာပဲဖြစ်ဖြစ်သူ့ရဲ့ career အတတ်မဝန်းကြောင်း business ဘိုင်းပဲဖြစ်ဖြစ်အဲရှိနေတဲ့ဒီလာလာ potential ကိုကျွန်တော်ကအမြင့်ဆုံးကြီးမြင့်နိုင်ဖို့ရန်အတွက်ဒီ coach တွေကနေဒီ powerful ဖြစ်တဲ့ question တွေကိုမေးပြီးတော့အဲသူတို့ရဲ့အသွေးအမြင်တွေကိုလုံးဆောင်ပေးရတဲ့ဖြစ်စဉ်မျိုးပဲဖြစ်ပါတယ်ဆိုတော့ဒီကဘာပေါ်မှာ force များကြတဲ့လူမျိုးတိုက်နှမျိုးပဲရှိတယ်ပထမတစ်မျိုးကကြတော့သူက ဒီတော့ကဥမာသူဘဝပေါ်မှာပေါ့နော်ကိစ္စတစ်ခုကိုကြုံနေရပြီဒီ stuck ဖြစ်နေပြီသူရက်တန့်နေပြီသူအဲ့ situation ကိုသူမကြိုက်တော့ဘူးပြောင်းလဲနေနေဆိုရဲလူမျိုးရယ်ဒုတိယလူမျိုးကကြတော့ဒီ point A ကနေ point B ထိပေါ့ဒီ next level ကြီးရောက်သွားအောင် um self improvement လုပ်ချင်တဲ့လူတွေပေါ့နော်အဓိကဒီနှစ်မျိုးပဲရှိပါတယ်ကျွန်တော်ပြောချင်တဲ့အတိတ်ပဲကဒီ coaching ဆိုရဲအရာပေါ့နော်ဒီဘဝပေါ်မှာ stuck ဖြစ်နေပြီးတော့မှပြဿနာကြုံတွေ့နေရတဲ့လူတွေအတွက်ကြီးပဲမဟုတ်ပဲနဲ့ ဒီကိုကိုတိုင်ကတိုးတက်ပြောင်းလဲခြင်းတဲ့သူတွေအတွက်လည်းအရန်အသုံးဝင်ပါတယ်ပြီးတော့ကိုချင်းရဲ့အဓိကအခြေခံတွေးပေါ်ကဘာလဲဆိုရင်ကျွန်တော်တို့ကဒီလူတိုင်းမှာပေါ့နော်သူတည်ကျင်တဲ့အဖြေတွေဟာသူ့ရဲ့အသွင်းစိတ်ထဲမှာအသင့်ရှိနေပြီးသားလို့ကျွန်တော်တို့ကယုံကြည်ကြတယ်ဆိုတော့ကျွန်တော်တို့ coach တယောက်အနေနဲ့ကျွန်တော်တို့ရဲ့အဓိကတာဝန်ကအဖြေတွေပေးဖို့မဟုတ်ပါဘူးအဓိကလူတယောက်ရဲ့စိတ်ထဲမှာရှိတဲ့ဒီအဖြေပညာတွေဉာဏ်ပညာတွေကိုတော့ပင့်ပေးနိုင်မယ်မိန်းကုန်းတွေကိုမေးဖို့ပဲဖြစ်ပါတယ် ဲ့ဒါကြောင့်မို့လဲဒီ coaching ကသူက powerful အရှမ်းဖြစ်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကဒီအခြေကသူတို့ကိုယ်တိုင်အပြင်းစိတ်တွေကနေထွက်ပေါ်လာတာကြောင့်မို့လို့ပဲသူတို့စိတ်ထဲမှာပုံပြောမှလည်းငဲတယ်။နောက်ပြီးသွားတော့လည်းသူတို့ဒီယုံကြည်မှုလည်းပိုရှိလာတယ်။ဒီပုံပြောမှလည်းတန်ဖိုးထားတတ်လာတယ်။နောက်ပြီးတော့လည်းသူတို့ကိုယ်တိုင်ရှာဖွေတွေးရှိခဲ့တာမို့လို့လည်းသူတို့တကယ်လက်တွေလုံဆောင်အောင်တဲ့ချိန်မှာလည်းပုံပြောမှစိတ်အားထက်သန်ကြရပေါ့နော်။အဲတော့ဥပမာလေးနဲ့ရိုးရိုးလေးစဉ်းစားကြည့်ရမယ်ဆိုရင်ကွာ ဒီလူတိုင်းကတကယ်တမ်းသူတို့ကောင်းတာဖြစ်ဖို့အတွက်ဘာလို့လိုရမလဲဆိုရဲဥစ္စာကိုလူတိုင်းကတော်တော်များသိကြတယ်မသိတာမဟုတ်ဘူးဒါပေမဲ့အပြင်လူတွေဟုတ်လားအဲ့လိုလာပြီးတော့မှဟိုဟာလေးလိုရမယ်ဒီဟာလေးလိုရမယ်ဆိုပြီးလာခိုင်းတဲ့အချိန်ကျမှလူတွေကတောင်းတောင်းငင်းဆန်ချင်ကြတယ်မလုံးချင်ကြအောင်တိတ်ပြီးတော့ external pressure ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဒီအဖြေရပေါ့နော်ကိုကိုတိုင်းစိတ်တွေကနေအထင်ကနေထွက်လာတဲ့အချိန်မှာလူတွေကဒီ inspire insight တော့ဖြစ်သွားကြတယ် internet motivation ရှိလာတဲ့အတွက်လည်း သူတွေကပို့ပြီးပို့ပြီးတော့မှတန်ဖိုးထားပြီးတော့မှဒီလက်တွေ့လုံဆောင်တဲ့အချိန်မှာလည်းပေါ်ပြီးတော့မှမြဲပါရဲ့။နောက်တော့ခုံးချင်းမှာတစ်ခုရှိတာကလေသူကလူတိုင်းတော့မှသွားပြီးတော့မှလုံးလုံးမရဘူး။အဓိကသူကိုယ်တိုင်ကပြောင်းလဲခြင်းလေးရှိမှပဲကျွန်တော်ကလုပ်ပြီးလို့ရတာ။ပြောင်းလဲခြင်းလေးမရှိတဲ့လူတွေဆိုရင်ကျွန်တော်တို့ဘာမှပြုပြင်ပြောင်းလဲလို့မရအောင်။အဲအဲ့ဒါဆိုရင်ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုရင်ခုံးချင်းဆိုတဲ့အရာကိုနားလည်သဘောပေါက်ပါပြီလို့ကျွန်တော်ယုံကြည်ပါတယ်။နောက်ပြီးတော့ခုံးချင်းကတော့သူကဒီ business owner တွေဒီ leadership မာတွေလည်းအရင်အတော်ဝင်တဲ့ tool စခုလည်းဖြစ်သွားပါပေါ့နော်။ အဲဆိုတော့ကဲဒီဗီဒီယိုကြည့်ပြီးသွားတဲ့မိတ်ဆွေအားလုံးဒီ coaching နဲ့ပတ်သက်လို့နားမလည်တာတွေရှိတယ်အဲ့လိုမျိုးသိချင်တာတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကို comment မှာမေးထားလို့ရပါတယ်